အားလုံးပဲမင်္ဂလာပါရှင်။တူတာ YouTube Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့ဖျက်ဖျက်ပေးမှာကတော့စာရေးဆရာမခင်းနှင်းရေးသားထားတဲ့ဘိန်းစားရေးချမ်းဆိုတဲ့ဝိထုတ္တစာအုပ်လေးပဲဖြစ်ပါရရှင်။ ဖျီးသွားရခြင်းသည်စိတ်နှကက်ပန်ရခြင်းထက်မတ်မောပွဲကောင်းပေသည် အပြောင်းလဲများနှင့်တွေ့ဆုံရတိုင်းစိတ်သည်ပြန်လဲဆန်းသင်း၍လာကဘဝတွင်နေသာထိုင်သာရှိလာလေသည်ဒါကြောင့်ပင်စမသည်တက်နိုင်သလောက်ခရီးထွက်၏ခရီးထွက်ဖို့ပင်ငွေကိုလဲစုဆောင်ခဲ့ပေသည် ခရီးထွက်ခွာသွားတိုင်းရောက်ရမျိုးနှင့်တောရက်ဒေသများသည်ကျမအားအမျိုးမျိုးသောသင်ကန်းစာများကိုတင် जा ပို့ချကြပေသည်တဝယ်မျိုးတွင် ရေထန်းသမားကိုရီချန်းကသင်ကန်းစာတစ်ခုတင် जा ပြသသည်ဆိုလျှင်အံ့ဩကောင်းအံ့ဩပေလိမ့်မည်ပုံနှစ်ခုကိုထမ်း၍ရေရောင်းသောကိုရီချန်းကသင်ကန်းစာတစ်ခုကိုတင် जा ပြသသောဆရာဖြစ်သည်မှာအံ့ဩဆရာပေသည် ထဝယ်ဘိုတဲမှာအတော်ကျဲဝန်းရည်တည့်ရက်တလရေရှိုးကမ်းမာမှုကျင်းမြောင်းလွန်လာသည်ရေရှိုးကျွေစလုံးခွက်အဖြူကြီးသည်ရေညှိစိမ်းများဘယ်ရုံကကတ်နေလဲမသိစေကြောတိုက်ပြေး၍မရပဲညိုစိမ့်စိမ့်ဖြစ်နေလေသည် ကိုရီချမ်းသည်ရေသေးယူလာတိုင်းထိုကျွေစလုံးကြီးကိုတိုက်ချွတ်စေပြီးမှ ရေထည့်ပေး၏သို့သောကျွေစလုံးကြီးကဖြူ၍မလာပေအမ၏ဘာလို့ကျင်သေးသလဲလိုချင်တာရှိပြောဒီရေရှိုးကန်းထဲမှာကမုတ်နဲ့မသွားခြင်းရင်မြေဆိုင်အိမ်သာမိဖို့နောက်ဖက်မှာရှိလေရဲ့သူသည်အိမ်သာကိစ္စပါမကြံရင်းရင်းနီးနီးညွှန်ကြားပြသ၏ပြန်ကားနီးလင်လျဲနှုတ်ဆက်ပြီးမှပြန်လေသည် သူဤတဝဲဆန်သောလေးတောင်ကြကြမျက်နှာမှာရှင်ရှင်လန်းလန်းမရှိလာပြီအသားကလည်းတန်မှန်ဖြူဖွေးသည့်ထက်ဖြူဖက်ဖြူရော်ဖြစ်နေပုံရလေသည်သူမျက်နာသည်ရာစဝင်ပါကြောက်ရွံ့ကြီးလိုပင်တစုံတစ်ခုသောအကြောင်းအရာများကိုညှို့ဝတ်သူလောင်ထားဟန်ပေါက်နေလေသည်ညနေပိုင်းသူပြန်သွားပြီးအချိန်တွင်ကျမသည်သူ့အကြောင်းကိုစဉ်းစားမိ၏ ညစာစားချိန်တွင်ဗိုတဲဆောင်သည်ကိုရီချမ်းအချောင်းကို တစိတ်တသေးသပြော၍ပြ၏သူစကားအရဆိုလျင်ကိုရီချမ်းသည် လူဆိုးကြီးပေတည်းတခါရုံကအတော့ကိုရှမ်းတာတဲ့တထေးသားပေါ့ဗျာသူ့အဖေဆိုရင်နတ်မြင်းမိုင်းတောင်ကိုတော့သွားပြီးလုပ်တဲ့သူပဲကိုရီချမ်းဤနောက်ကြောင့်များသည်ပွင့်အံ့၍ကြလာလေသည် အင်္ဂလိပ်လိုဆယ်ရန်ထိတင်ကြပြီးချိန်တွင်မိန်းကလေးတစ်ယောက်နှင့်စစ်သည်ဟုဆို၏ ဲ့ဒီမိန်းကလေးကလည်းတဝဲမှာဆိုတော့တော်တော်ရှောတာပဲငွေကြေးကလည်းမဆိုးလှဘူးဒါပေမဲ့ဗျာကတော့ပါရဲ့ဒေါခင်ယူကိုပြောရအောင်မယ်ဒီမိန်းကလေးကိုမညားခင်ကျူးကျူးလွန်လွန်ဖြစ်ပြီးထားရခဲ့တယ်ဗျာမိန်းကလေးလည်းစိတ်တစားနဲ့တေပါလီရောအိုးဟုတ်တယ်ကိုဝင်တဲ့ကိုတည်တာပဲနောက်တော့မှသူ့ဖေပေးစားတဲ့ဘိတ်သူတစ်ယောက်နဲ့ယူတယ် အဲ့ဒီဘိတ်သူနဲ့ရကလေးကတောက်လိုက်တဲ့အရက်ဘာဆိုဘာမှမလုပ်ဘူးနောက်ဆုံးဘိန်းရှူလိုက်တာခုပွားရောက်တာပဲဆိုပါတော့သူ့မိမလည်းတည်သွားပြီယခုလိုဆိုပြန်တော့လေကျမဤကိုရီချမ်းကြီးပြီးခဲ့သောဆက်လမ်းမှာဘိန်းရှားခြင်းအရက်တောက်ခြင်းနဲ့စစ်သူကိုစော်ကားခြင်းဟူသောအပိုင်းများသာပါဝင်ခဲ့လေသည် ဟိုတဲဆောင်ကြီးနဲ့စကားလက်ဆောင်ကြပြီးကလေးကကျမသည်ကိုရီချန်းကိုပို့၍အကဲခတ်၏အထေသားတယောက်ပညာကလည်းဆယ်ရန်ဆိုသည်မှမခေလောက်သည့်အလုံမှာဟေထန်းသမားအကြောင်းအရာများသည်တစ်ခုနှင့်တစ်ခုမဆက်ဆက်လာပြီးယုံနန်းစကားဒဏ္ဍာရီတစ်ခုနှင့်တူ၍နေပြီးတော့သည်ကျမစိတ်ထဲတွင်မူကျမဣဇလိုက်ကိုရီချန်းသည်သူ့ဘဝဆက်လန်းတွင်လူဆိုးကြီးတယောက်အနေနှင့်ပင်ပါဝင်နေသည်ကိုမကျေနပ်နိုင်ပြီး သူ့ကိုစစ်ဆေးကြည့်ရင်ပြမွေးမွေးမျက်လုံးဖြူဖြော့ဖြော့အသားရည်များမှဗိမ်းစားဖြစ်ကြောင်းဝင့်ဟဝင့်ခံကြလေသည်ရေဘုံကိုကင်တော့လက်များကလည်းတုံတုံရီရီနိုင်လာ၍တခါကအရက်ကိုအလွန်အကျွံတောက်ခဲ့ကြောင်းမှဖော်ပြ၍နေပေသည်သို့တော့ကျမဖို့မပြတ်တတ်တော့သူဖန်ပန်များကမူတသူကိုမှနာကျင်အောင်ဒုက္ခရအောင်မလုပ်ခဲ့ဘူးကြောင့်ပျော်ပြနေတယ်လို့ဖြစ်နေပေသည် မျက်လုံးများကလည်းအယောင်မဲ၍တကိုးမရှိတော်လဲစင်နာငဲ့ညာသောစိတ်ဓာတ်မှာမျက်လုံးတတောင်းမှ ပေါ်နေသလိုထင်ရပေသည်ထိုအမှုမပေါ်ရင်တော့တဝဲမှမထွက်ခွာလိုပေတနင်္ဂနွေနေ့တွင်မူကျမသည် ကိုရီချမ်းကိုထိုင်၍ဆောင်၏ဘိုတဲဆောင်ကိုကြိုတင်မှထားသောကြောင့်ကိုရီချမ်းသည်နေ့လယ်ပိုင်းလာမည်ဟုကတိပေးထားလေသည် သူရောက်လာချိန်တွင်တခြားဧည့်သည်များလည်းမရှိ၍ဘိုတဲတစ်ခုလုံးသည်တိတ်ဆိတ်နေသည်အတော်နွမ်းနေပြီဖြစ်သောတဝဲပိုးလုံးကြီးမှာရှေ့တလုံးမှ အကြောထုံးလေးနှစ်ခုကိုမဖုံးလွှမ်းနိုင်ပြီအမဘာကိစ္စရှိလို့လဲသူဤအပြောအဆိုများမှာယဉ်ကျေးတော်လဲသူ့အနေနှင့်တင်းနှုတ်အောက်ကျလွန်၍ရင်ထဲမှလာနေသည် ရှင်းကိုဆေးကုကျင်လို့ခေါ်တာပါ သူဒီအာရွေပြုံးပင်မဲ့မျက်လုံးများကမူရှင်လန်းတောက်ပလာဟန်မရှိပေဘာဆေးကုမလို့ကိုရီချမ်းဘိန်းစားတယ်ဆိုဒါဒါကိုကုမာလာဟုတ်တယ်ရှင်းပညာတွေမနှက်မျောဘူးလားလကလူညွတ်တုံးရတယ်လို့ပဲ ဒီမှာအမရဲ့ကျွန်တော်ကဘိန်းစားအရက်တောက်လို့လူဘဝတုံးရတယ်လို့အမဘလို့နီးနေသည်လဲစကလုံးများကမူသူ့အစ်အတန်းကိုဖော်ပြ၍နေပေသည်ကျမတဝဲကိုရောက်ကလေးကကိုရီချမ်းအကြောင်းကိုစုံစမ်းနေတာပဲတဝဲသားတွေဟာကိုရီချမ်းကိုအတိများကြတာပဲသူတို့စီကရှင်းတဲ့င်းနေကြားရတာပေါ့အထူးသဖြင့်ဗိုတဲဆောင်ကလည်းပြောပြတယ်ဘသူပဲမိမိသူတို့အားလုံးကျွန်တော်အကြောင်းကိုဒီလိုပဲပြောကြမှာပေါ့ဘလို့ ကျွန်တော်အရက်တောက်တယ်ဘိန်းစားတယ်ကျွန်တော်ချစ်သူကိုကိုဝင်နဲ့တစ်ထားခဲ့တယ်လို့ပြောကြမှာပဲကျမဒီဗဇက်ဟကအံ့အားသင့်နေသည်သူ့ကိုလူတွေဘာပြောသည်ကိုလည်းအားလုံးသိနှင့်ထားပေကော တခြားလူတွေပြောကြတာကြားရပေမဲ့ကျမကရှင့်ကိုဒီလိုမထင်ဘူးရှင်ဟာဘသူ့ကိုမှဒုက္ခပေးမဲ့လူမဟုတ်ဘူးလို့ယုံနေ။ဟင်းကျွန်တော်ကိုယုံနေအမလီဝမ်းတာလိုက်တာအမရဲ့အမတယောက်ဒီလိုပြောတယ်ဒါပေမဲ့ကျွန်တော်ကိုဘာဆေးမှမကုပါနဲ့ရှင်နှစ်နှစ်ဆိုရင်ရေထမ်းနိုင်မှာမဟုတ်တော့ဘူးခုတော့လက်တွေက ပုံးကိုကောင်းကောင်းမလို့မရခြင်းဘူးသူ့လက်များကိုထောင်၍ကြည့်ရင်မျက်နှာကယွန်းရှာနေပုံရ၏အသားဖြူတော်လဲလက်ချောင်းများမှာ၆သွေး၍အကြောစိမ်းများသည့်တီကောင်ကြီး းများလွန်းနေသလိုအယုတ်ဆိုးလာသည်ကြည်နေရင်ပါဇက်သည်ရေရွေးလာ၏ရေတမသွေးလျှောက်လျှောက်နှင့်အေးဆက်လှပေသည်ကျွန်တော်ဘသူကိုမှမတတ်ပါဘူးအရက်တော့ပိန်းစားတာဟာကျွန်တော်ကိုကျွန်တော်ဖျက်ဆီးတာပဲတခြားလူကိုတော့ကျွန်တော်မနှိပ်စက်မဖျက်ဆီးပါဘူးအစ်ပေါ့လေတခုတော့ရှိတယ်ကျွန်တော်ကိုလက်ထက်တဲ့မိန်းမကတော့လင်ကောင်းမရရှာဘူးပေါ့ပိန်းစားပဲရတာပဲဒါပေမဲ့သူ့ပတ်စံတဲ့ကတပြားမှယူပြီးအရက်မတောက်ခဲ့ပါဘူးရှင်းရှင်းသူဆိုတာကတော့ သူသည်မျက်ရည်တွေဝိုင်းလာ၏။ခုနကရေဟန်ပေါက်နေသောပစက်များမှဆုံဆုံယုံယုံကြုံသွားကမဲ့တက်တက်ဖြစ်လာသည်။ဖိန်းစားများသည် ဝန်းရဲလေသည်ဆိုသည်မှမှန်၍များနေလေပြီလား။သို့တော်မကြခင်ပင်သူ့နှုတ်ခမ်းလေးများမှ တရရလှုပ်၍လာသည်။လှုပ်ရှားနေသောနှုတ်ခမ်းများကြားမှစကလုံးများသည် တလုံးပြီးတလုံးထွက်အံ၍ကြလာကြလေသည်။ တခါတလေသူ့လောကမှာဖြစ်နေတဲ့အကြောင်းတွေဟာလူတွေတွေးထင်သလိုမဟုတ်ဘူးအတွေးတွေရဲ့နောက်ပိုင်းမှာအင်မတန်သတိထားစရာကောင်းတဲ့အကြောင်းမှန်တွေဟာအများကြီးပဲထိုစကလုံးများကြားရချိန်တွင်ကျမသည်ကျမဆက်လိုက်ကြီးကိုရီချမ်းအတွက်စိတ်နဲ့ဝမ်းသာမိ၏ထိုစကလုံးများသည်ဘိန်းစားစကလုံးများမဟုတ်ဘဲအဆင့်အတန်းရှိသောအသေးနှလုံးများသူ့ဝမ်းထဲတွင်ရှိသေးကြောင်းဖော်ပြနေပေသည် တီတီထံသို့လာပြင်းနေနဲ့နဲ့အစောကြီးထား၍သွားရသည်မှာကိုရီချမ်းဖို့နှစ်သိမ့်เสียဖြစ်၏တီတီတို့ရှံသည်ပန်းပင်များထက် အသီးနှံပင်ကြီးများပို၍များသည်သူရောက်သွားတိုင်းပိန်းနှဲပင်မှောင်ရိပ်တွင်တီတီသည်ကုတ်ကုတ်လေးထိုင်ကသူ့ကိုစောင့်၏တစ်ပင်ရွက်များကြားမှလာရောင်ဖြူဖြူပြောက်ပြောက်များမှညီပေါ်တွင်ပန်းပွင့်ဖြူများကျဲထားသလိုပြန့်ကျဲ၍နေကြသည်လာရောင်၏အလှကို မောင်ရိပ်မှနှစ်ယောက်စလုံးညင်းနေသည်မှာနှစ်သိမ့်ကြည့်နုဆရာပေသည်လေအေးများကလည်းခြံထဲမှပန်းရက်နှက်များကိုယူဆောင်လာရုံမကဖျားသခင်ဤနှုတ်ကပတ်တော်များကိုလည်းယူဆောင်လာပေသည်သူတို့နှစ်ယောက်တွေ့ချိန်တွင်တီတီဤဦးလေးကြီးသည်ဖျားကန်းနှင့်အာယုံဆွန်းကက်ချိန်ဖြစ်ပေသည် လာပြင်းနေနက်တိုင်းတီတီကဆွန်းထားရေချက်ပေးရသည်ဆွန်းထားချက်ရင်ကိုရည်ချမ်းနှင့်တွေ့ရခြင်းဖြစ်ပေသည်ဒါကြောင့်တီတီသည်ချစ်ချစ်နက်နက်ပင်ဆွန်းကိုဆော့ဆော့ထား၍ချက်ပေး၏ မာတာယထာနိယံပုတ္တာမာယုတာဧကပုတ္တာမနုရခေအေဝံပိတပဗုတေတုမာနတံဘာဝေအပရိမာဏံတူသေးသောတာဤမိခင်သည်တာဤအပေါ်တွင်အတိုင်းရှိမချိနိုင်သောချက်ချင်းမြတ်တာဖြင့်ဆောင်းဆောင်ကြည့်ရှုပြီးတကယ်သို့ခတ်သိမ်းသောတတ္တဝါအပေါင်းတို့အားလည်းမြတ်တာဖြင့်လွှမ်းရှုံရ၏။ဥလေးကြီးဤအောင်မြင်ခန့်ညာသောအတန်သည်ငြိမ်သက်အေးဆေးစွာပင် အိမ်မကြီးစီမှလွင့်ပြန်လာ၏။ တဏှာဖြင့်ရောချက်သောငရွယ်သူတို့၏ချစ်တင်နှိမ့်တော်ခြင်းပင်လျှင်တရားတော်ဤအတန်ကြောင့်ငြိမ်သက်အေးဆေး၍တည်ငြိမ်လာသလိုပင်နှစ်ယောက်စလုံးထင်မြင်၍လာကြပေသည်။ဦးလေးကြီး၏ဖျားရှိခိုးတန်သည်သူတို့နှစ်ဦး၏အချင်းအချက်ဖြစ်၏။တရားနှုတ်ကပတ်တော်များအားရွတ်ဖတ်တရေဆဲပြီးသည့်နောက်ပိုင်းတွင်ဦးလေးကြီးသည်လက်နှင်ကာရာကို ယူဖတ်ပြန်၏ဒုက္ခပတ္တာစာနေဒုက္ခဘယပတ္တာစာနေပြာထိုအပိုက်တို့ရောက်လျင်ဦးလေးကြီးပရိတ်ရုပ်ပြီးတော့မြည်အထိန်မှတ်ပင်ဖြစ်၍သူတို့နှစ်ယောက်ခွဲခွာလာကြရသည်ကိုရီချမ်းသည်ချမ်းပြင်းတွင် စောင့်နေသောတငယ်ချင်းများထံသို့ရောက်ချိန်တွင်မူအိမ်မြင့်ကြီးစီမှကျေးစီတန်သည်ရင့်ပြန်၍လာပေသည်ယခုလို တွေ့ရခဲ့သောအကျိန်များသည်24ကျိန်ထံမလျော့ခဲ့ပြီးမိုးသားဖုံးအုပ်နေသောမိုးရင်လားပြည့်တွင်လည်းတိတိထံသို့မိုးသေးကြီးတွင် အရောက်လာ ခဲ့၏ခိုက်ခိုက်တုံအေး၍နှင်းထုထွက်စာကြချိန်တွင်လည်းတီတီထန်သို့အရောက်လာခဲ့ပေသည်ဆယ်ရန်အောင်လင်တော့တီတီနှင့်လက်ထပ်ဖို့မှတေချာသောအစီအစဉ်တစ်ခုဖြစ်လေသည်တီတီကလည်းစာမေးပွဲပြီး၍နေရာတီကျောင်းပိတ်ရပြီးကဆုံလာရင်လက်ထပ်ဖို့သဘောတူသည် ယနေ့တွေ့ဆုံသောလာပြည့်မှာတစားမုံလာပြည့်ဖြစ်သည်လာရောင်ကြီးထဲတွင်နှင်းမြူများရောပါလာစပြုလာလေသည်ငိန်သက်တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် ထုံးစံအတိုင်းဦးလေးကြီး၏ပရေယုတန်ကလည်းကြား၍နေရပေသည်တီတီတီယခုတခါပို၍စကားပြော၏ တက်နိုင်ရင်မောင်တီတီတို့တစားမုံလာရဲမှာပဲလက်ထက်ရအောင်။ဘာဖြစ်လို့လဲစာမေးပွဲပြီးမှအေးအေးဆေးဆေးလောက်ပါတီတီရ။ဘာဖြစ်လို့ဒီလောက်လောရလဲ။တီတီကခေါင်းခေါင်းရွေ့နေ၏။ဘာကိုမှမပြောဘဲသူဒီစောနိုင်သည်များအစောဆုံးလက်ထက်ရန်အတွက် ကိုရီချန်းကိုဘလို့ပြောရမှန်းမသိမီ။နောက်လာပြည့်ရင်မူတီတီနေမကောင်း၍သူတို့နှစ်ယောက်မတွေ့ဆုံရပေ။နေမကောင်းတီကိုသွား၍တွေ့ကျင်တော်လဲ။ကြောင်မတွေ့ရသည်မှာမခံကြည့်စရာပဲ။တီတီထံမှစာများသာရောက်၍ လာသည်စာဆောင်တိုင်းကလည်းသူ့ကိုတစားမုံတွင်လက်ထက်ရပင်ဖြစ်၏။ကိုရီချန်းကမတွေးတတ်ပေ။ဘာကြောင့်တီတီတီဒီလောက်မြန်မြန်လက်ထက်ရှင်ပါသလဲ။နေမကောင်းသည်မှာလည်းအခြေအနေကောင်းလာသည်မရှိပေ။စာရဲတွင်လည်းအိယာထဲမှာလဲနေသည်ဆို၏။ကိုရီချန်းကစိတ်ပူနေသည်။တနေ့တွင်အမေသည်သူ့ကိုလာရေးတွေ့၏။မောင်ချန်မင်း တိတိစီမသွားဘူးလားအမေကသူတို့အကြောင်းသိနေသည်မှကြားလှပေးပြီကျွန်တော်သွားရင် သူ့အဖေအမေတွေကိုမျက်နာပူတယ်သွားတာသွားပါကောင်မလေးကမင်းကိုသိတွေ့ကျင်နေတယ်တော်တော်မမာဘူးယခုလိုဆိုတော့လေကဆုံပေါက်ရည်သာပြေးလိုက်ခြင်းသည်ဒီလိုဆိုသူ့အမေအဖေတွေကအိမ်မှာတွေ့ခွင့်ပြုမှာပေါ့အောင်မယ်ဒီအရှင်နေကြမှာတော့သမီးရှင်တွေကအတွေ့ပေးမှာပါမောင်ချမ်းရဲ့ ဟွန်းဘလို့အခြေအနေဆိုဒီကို ကိုရီချန်းက မတွေးတတ်ပေခလေးမလေးကြည့်ရတာအခြေအနေမဟန်ဘူးဘလို့လဲအမေအမလီတိတိယောဂါကတည်နိုင်တယ်လားတည်နိုင်မှာမဟုတ်ဘူးမင်းကိုမင်းမသိဘူးလားမင်းခလေးမခလေးရှိနေတယ်ထင်တယ်ဟွန်းသူဒီစကားဆက်ပြေပြောမရတော့ကတင်ပေါ်ရင်ကြောက်ရွံ့လို့ငုတ်တုတ်ကြီးဖြစ်နေသည်အမေကသူ့ကိုလှောင်တလို့ကြည့်၍အပြင်ထွက်သွားသည် ခလေခလေဘလို့လောက်ရပါလဲသူတီတွေးလို့မရတွေးတိုင်းခေါင်းရှုပ်ကပတ်ချလဲလာသည်ဘလို့များဖြစ်ရခြင်းပါလဲနောက်နေ့တီတီထံမှရေးလိုက်တော်စာရင်လဲသူရင်ခလေရှိနေပြီဖြစ်၍လက်ထပ်ပါရန်ဖွင့်ဟတောင်းမှန်တော်စာဖြစ်၏ ကိုရီချမ်းသည်စာကိုကရင်လက်ကဆက်ဆက်တုံနေ၏။ယောက်ျားတံမဲဟိရွေငိုခြင်းသည်နှမျောလိုက်သည်ဖြစ်ခြင်းနှမျောသည်မှာဘလို့နှမျောမှမသိအောင်ပင်ဖြစ်၍နေပေသည်။အကြောင်းဆုံးပြောပြခြင်း၍သူထံလာရန်ကိုလည်းတိတိကအကြောင်းပန်ထား၏။ပြမဖြစ်ရလေခြင်းသူသည်အဲ့ရထဲမှပင်ခွေနေ၏။ဘယ်ကိုမျှမသွားဘာမှမလုပ်တော့ပေ။မင်းကလေးကိုမင်းကခေါင်းဆောင်ခြင်းသလားအမေကလာ၍စူရိုင်းသူသည်ဘာမှပြန်မပြောနိုင် နှကမ်းများကဆက်ဆက်တုံ၍နေ၏ပြောချင်ပါရဲ့အမေရဲ့ရင်ထဲမှာတော့ပြန်၍ပြောနေ၏ခေကောင်မင်းကောင်မလေးတော့အယိုးပေါ်အရေးတင်ပဲဆရာ မင်းပါလို့သွားမတွေ့လဲသူ့ဖေကြီးတွေကလည်းမင်းလာစီခြင်းနဲ့ကောင်မလေးကလည်းလူရှိမှာတော့မောင်းကိုခေါ်ပါဖြစ်နေတယ်တီတီအကြောင်းကလည်းကိုရီချမ်းတငယ်ချင်းအားလုံးတို့ပြန့်နှံ့နေသည်အမေတို့ကလည်းကိုရီချမ်းအတွက်စိတ်ညစ်နေပုံပေါက်သည် စားခိုင်းလို့လည်းမရ၊သွားခိုင်းရလည်းမရပြီ။လက်ထပ်ဖို့ကိုလည်းခေါင်းခါရွေးနေသည်။တစ္ဆာပေါ့လူယုံမှာမင်းဟာခွေးနဲ့တူတူပဲအဖေကလာစုရင်လည်းငိုရွေးတာနေသည်။ကျွန်တော်ဟာလူအစ်စ်ပါအဖေရဲ့။ဒါပဲပြောပြန်၍ပြောတတ်၏။ဘယ်တော့မှမငိုတော့တာကယခုအရွယ်ကြီးတဲ့ငိုကြီးချမဖြစ်နေတော့လဲအဖေနဲ့အမေတို့ကသူ့ကိုဆက်၍မစုကြတော့ပေ။နောက်ဘက်တွင်တီတီထံမှစာရှိတစ်စောင်ရောက်၍လာ၏။လက်ရည်များမှာ ကတိကရီနိုင်လွန်လှ၍တိတိယောဂကိုသူမှန်းနိုင်ပေသည်။နောက်နေ့တွင်မူတိတိဆုံးချောင်းကြားရတော်သည်။သူသည် အခန်းတကားကိုပိတ်၍တနေ့လုံးဘလိုလူနှင်းမြအတွေ့မခံနိုင်တော့ပေ။အဲ့ဒီကလေးကအမရဲ့ကျုပ်ကိုလူယုံမှအနေနဲ့တငယ်ချင်းတွေကလည်းဝိုင်းပယ်ထားတယ်။တမျိုးလုံးကလည်းလက်ညိုတကောက်ကောက်ထိုးတာပေါ့။ကျွန်တော်လူသက်သမားကြီးဖြစ်နေတာပေါ့။အဲ့ဒီကလေးကပေရာဟာအခုထိပါပဲ။အဖေပေးစားတဲ့မိန်းမကိုယူရာဟာလည်းစိတ်သက်သာမလားလို့ ပူရောင်ပူဆိုးလာသေးတယ်အခုဘိန်းစားတဲ့ဘဝမှာတော့အလုံးလုံးလို့ဘယ်ရတော့မလဲခုဘဝမှာပဲကောင်းပါတယ်ရေထမ်းပြီးဘိန်းစားဘိမ့်မိန်တော့တီတီနဲ့အမြဲတွေ့နေရတာပဲနှစ်ဖူးမှရွှေပေါက်ကြီးများကိုတုပ်ရင်ကိုရေချမ်းသည်မောဟိုက်နေတယ်လို့ဖြစ်နေပြီခုထိသူ့စကလုံးများမှာပြည့်ပြည့်စုံခြင်းတော့မရောက်သေးရဲ့ကျမစိတ်ထဲတွင်မကျေနပ်နိုင်ပြီ ဒီလောက်ညတွေမှာသွားတွေ့နေတော့လေတငယ်စင်းတွေကကျွန်တော်ကိုအထင်လဲမဲ့ဆိုလဲလွဲလောက်ပါတယ်ဒါပေမဲ့ကျွန်တော်ဟာလူမတက်ပါဘူးမစော်ကားတက်ပါဘူးဒါတွေကိုတော့ဖွင့်မပြောချင်ဘူးဖွင့်ပြောရင်ကျွန်တော်ရှစ်သူတိတိဂုံငယ်မှာဆိုးလို့လူလောကမှာကျွန်တော်သာလျုံမာကြီးအဖြစ်နဲ့နေခဲ့တာပါဒီလိုဆိုဒီကလေးဟာရှင့်ကလေးမဟုတ်ဘူးပေါ့ဟင်းအင်းဘု து ကလေးလေမြတ္တာတော့ကိုအော်ကြီးဟစ်ကျဲရွတ်နေတဲ့ ။ဦးလေးကြီးရဲ့ကလေးပေါ်အမရဲ့တီတီရဲ့နောက်ဆုံးစာထဲမှာအားလုံးဖွင့်ရေးထားတယ်။သူ့စာလဲကျွန်တော်ခုထိသိမ်းထားတယ်။ဟင်းဦးလေးဆို မတော်ပါဘူးမိဘတွေနဲ့ရင်းနှီးပြီးအိမ်မှာ အတူနေလို့ဦးလေးစီဖြစ်နေတာဝတ္ထုရဲဆိုရင်တော့ရှစ်သူကုံကိုကဲတင်တဲ့အနေနဲ့ကျွန်တော်ကလက်ထက်တင်တာပေါ့လေဒါပေမဲ့ရင်ထဲမှာနာတယ်ဒဆက်ဆက်တုံတယ်အမရဲ့ကိုတော့မတို့ရက်မခုရက်တဲ့ရှစ်သူကိုခုလိုအဖြစ်ခံရတာယဉ်ကျိုးတာပဲပြီးတော့ကျွန်တော်တို့ယူရထားအောင် ဒီဦးလေးကြီးကဖျားကန်းကနေဖျားကုံတော်ရရွတ်ပြီးကျွန်တော်မျက်နာကိုကြုံဖြည်းဖြည်းနဲ့ကြည့်မှာကိုကျွန်တော်မခံနိုင်ဘူးဒီလိုခွေးမသားကြီးတွေရုံမှမှုအတွက်ကိုတော့ရက်လျော်မခံနိုင်ပါဘူးနွားမဖြစ်ရှင်ဘူးဒီနေရာမှာကျွန်တော်မှားတယ်ဆိုရင်လေတီတီကိုတမလွန်လိုက်ပြီးတောင်းမှန်ပါမယ်တမဒေဝနှကောင်းတွေကတော့ကျွန်တော်ကိုခွင့်လွတ်ကောင်းပါရဲ့ ကဲသွားပရစီတော့သူသည်ခက်မြန်မြန်ပင်နှုတ်ဆက်၍အောက်သို့ပြေးဆင်းသွားသည်ကျမရင်ထဲတွင်တော့ဝန်းနေဝန်းသာဖြစ်နေပြီးဇလိုက်ကိုရီချမ်းသည်အများထင်သလိုလူယုံမာကြီးမဟုတ်သည်ကိုလည်းဝန်းသာနေမိသည် မကြာခင်တတိုင်းတိုင်းနှင့်လှေကားမှကိုရီချမ်းပြေးတက်လာပြန်သည်အောက်ကဗိုတဲဆောင်ကိုပူကပြောတယ်အမကစာရေးဆရာဆို နည်းနည်းပပရေးတာပါကျွန်တော်အကြောင်းမရေးပါနဲ့တောင်းပန်ပါတယ်ကျွန်တော်ဟာမေတ္တာတုံဆုံးအောင်မရွတ်တက်တဲ့ဘိန်းစားပင်မဲ့လူမတတ်တတ်တာကိုသာအမသိအောင်လို့ပြောပြတာပါဟုတ်ပါတယ်ဒါပေမဲ့မေတ္တာတုပ်ကိုလူကြားအောင်ကြေးရှိတန်တညံညံနဲ့ရွတ်ပြီးမိန်ကလေးတွေကိုစော်ကားတက်နေတဲ့လူအကြောင်းတော့ကျွန်မရေးရမှာပဲသူဒီထွေထွေကြီးစိုက်ကြည့်နေရမှာနှကမ်းများကိုသိရင်ကျွန်တော်သိရင်ရေးပါ အသက်ငယ်ငယ်ရှိပေမဲ့ကျွန်တော်ဘလောက်အိုနေပြီလဲမကြခင်တရမှာပါဟုနောက်ဆုံးစကားသံများတိတ်ဝင်သွား၏ယခုတခါတော့ဖက်ဖြည်းချင်းပင်သူသည်လေကားမှဆင်း၍သွားသည်1336ခုနှစ်ဝါဆိုလားပြေကျော်9ရက်နေ့တွင်ကိုရီချမ်းတည်ဆုံးခဲ့လေသည်